လက်တလောအရှိလေပိုင်းဒေသတွေမှာဖြစ်ပွားနေတဲ့အစ္စရေးနဲ့အီရန်တိုက်ပွဲဟာတာမန်စစ်ပွဲလို့ထင်ရင်တော့သင်မှားသွားပါလိမ့်မယ်။အပြင်ပိုင်းကကြည့်မယ်ဆိုရင်တော့မိုင်းပစ်ချတာ၊ဒရုန်းပြန်တန်းတာပစ်ခတ်တိုက်ခိုက်တာတွေပဲဖြစ်ပေမဲ့ဒီတိုက်ပွဲရဲ့နောက်ကွယ်မှာတော့တော်တော်လေးကိုကြီးမားတဲ့လှုပ်ဝက်ချက်တခုကရှိနေပါပြီ။အဲ့ဒါကတော့ဒီစစ်ပွဲကိုအစားပြုခဲ့တာအစ္စရေးမဟုတ်ဘဲအီရန်ဘက်ကစတင်လိုက်တာဆိုတဲ့အကြောင်းအရပါ။ရခိုင်နှစ်ပေါင်းများစွာကတည်းကအီရန်ဘက်ဟာလှုပ်ရှားမှုတွေအပေါ်မှာအထူးအလေးပေးတဲ့နိုင်ငံလည်းဖြစ်ပါပြီ။ဒီစစ်ပွဲဟာကျွန်တော်တို့ထင်တယ်လို့မတော်တဆဖြစ်ခဲ့တဲ့စစ်ပွဲတစ်ခုမဟုတ်ဘဲအချိုးကျစွာဆီစဉ်ထားခဲ့တဲ့တော်လန်ရေးတစ်ခုလိုမျိုးဖြစ်နေတာပါ။ အခုလိုမျိုးဖြစ်ရတဲ့အကြောင်းအရင်တတိထားဖို့လိုနေတဲ့နောက်ွယ်ကမှန်တရားတွေကိုတစ်ချက်ချင်းစီကိုဖော်ထုတ်လိုက်ကြရအောင်ဒီတော့ပထမအဦးဆုံးအချက်ကတိုက်ပွဲကိုတကယ်ပဲအစားပြုခဲ့တဲ့သူကအီရန်လားဆိုတာပါပဲဒီလိုမျိုးပြင်းထန်လုံတဲ့အစ္စရေးရဲ့အီရန်နဲ့တိုက်ပွဲမှာအဓိကအစားပြုသူကအစ္စရေးမဟုတ်ပဲအီရန်ဘက်ကဖြစ်တယ်ဆိုတာပါ အထူးသဖြင့်ကတော့ Hamas, Hezbollah စတဲ့အကြမ်းဖက်အဖွဲ့အစည်းတွေကိုအီရန်ကစနစ်တကျကိုပံ့ပိုးပေးတာလက်နက်ထောက်ပံ့ပေးတာနောက်ကွယ်ကကူညီပေးတာတွေဟာတိုက်ပွဲရဲ့အကြောင်းရင်းတွေဖြစ်နိုင်ပါတယ်။2023နဲ့2024ခုနှစ်အတွင်းမှာတော့မှဗဟုအီရန်ကနေ drone နဲ့ဒုံးကျည်တွေနဲ့အစ်စရီမျိုးတွေကိုပစ်ခတ်ခြင်းစစ်ကြင်ရေးဖွဲ့တွေကိုထောက်ပံ့ပေးခြင်းတွေဟာထင်ရှားနေတာပါ။ဒါကြောင့်မလို့ဒီစစ်ပွဲဟာလေအစ္စရေးဘက်ကနေအစာပြိုတာဆိုတဲ့သဘောထက်အီရန်အနေနဲ့ရှေ့ကတည်းကကိုစနစ်တကျကိုကြံ့စီတယ်ဆိုတဲ့အမြင်ကိုချပြထားတာလည်းဖြစ်ပါသေးတယ်။ အထူးသဖြင့်ကတော့1989ခုနှစ်အီရန်အစ္စလမ်တော်လှန်ရေးပြီးသွားတဲ့နောက်ပိုင်းကနေစပြီးတော့အစ္စရေးကိုနံပါတ်1အန္တရာယ်ရှိတဲ့သူဖြစ်ကုန်မှတတ်မှတ်လာတာဟာပရိပခါရဲ့အစလို့တော်မှဖြစ်ကောင်းဖြစ်နိုင်ပါပြီ။အီရန်ဘက်ကတော့တိုက်ခိုက်မှုတွေဟာတိကျတဲ့စစ်ပညာနည်းစနစ်ဖြစ်ပြီးတော့တစင်ချင်းတက်လာတဲ့တိုက်ခိုက်မှုတွေဟာပို့ပြီးတော့တင်းမာမှုကိုဥတည်နေကြတာပါ။ဒါကြောင့်မို့ဒီစစ်ပွဲတွေအတွင်းမှာအီရန်ဘက်ကကိုယ်တိုင်တိုက်ခိုက်ခြင်းမဟုတ်ဘဲနောက်ွယ်ကနေကြိုးကင်တဲ့သူအဖြစ်လှုပ်ဆောင်ခဲ့တာဟာတည်တည်များစွာနဲ့ကိုဖြစ်နေခဲ့ပါပြီ။ဒီအချက်တွေကြောင့်ပဲစစ်ပွဲရဲ့အစကိုအီရန်ဘက်ကစတင်ခဲ့တာဖြစ်နိုင်ခြင်းမြင်မာတယ်လို့သုံးသပ်နိုင်ပါတယ်။ ဒါဟာလေးလူအများနားမလည်နိုင်တဲ့အရှုပ်ထွေးနောက်ွယ်ကအမှန်တရားဖြစ်လာပါတယ်။အစ္စရေးနဲ့အီရန်ကြားပရိပခါဆိုတာဒီနေ့အနေငယ်အတွင်းမှာမှစဖြစ်ခဲ့တာမဟုတ်ပါဘူး။တကယ်တော့1989ခုနှစ်အီရန်အစ္စလမ်တော်လှန်ရေးပြီးသွားတဲ့အချိန်ကစပြီးတော့အစ္စရေးကိုရန်သူအဖြစ်သတ်မှတ်လာခဲ့ကနှစ်ပေါင်း40ကျော်ကြာလာခဲ့တဲ့တမိုင်းဝင်ပြည်ပခါတစ်ခုဖြစ်ပါတယ်။ဒီအချိန်အတွင်းမှာအီရန်ကတော့တိုက်ခိုက်မှုတွေကိုကိုယ်တိုင်မလုပ်ဘဲနဲ့နောက်ခံကနေကောင်းဆောင်နေခဲ့ပါတယ်။ဒီလိုမျိုးမဟာဗျူဟာအနေနဲ့အစ္စရေးကိုတိုက်ခိုက်ဖို့အာဏာမဲ့အဖွဲ့အစည်းတွေကိုတုံးတာဟာကိုယ်တိုင်တိုက်ခိုက်မှုမဟုတ်ပေမဲ့ကိုယ်စားတိုက်ခိုက်ခိုင်းတဲ့နည်းပြဟာဖြစ်ပါတယ်။ 2006ခုနှစ်ကလက်ဗနွန်စစ်ပွဲမှာအီရန်ပန့်ပိုးတဲ့ Hezbollah ကအစ္စရေးစစ်တပ်ကိုရင်ဆိုင်တိုက်ခိုက်ပြီးတော့ဒါဟာလည်းအီရန်အနေနဲ့သူ့ရဲ့အာဏာမြေကိုတိုးချဲ့ဖို့ရည်ရွယ်ချက်ရှိတယ်ဆိုတာကိုဖော်ပြခဲ့ပါတယ်။ဒါပေမဲ့လို့အဓိကအပြင်ကတော့အီရန်အနေနဲ့တော်တော်ကြာကြာကိုကြာမြင့်လာတဲ့အခါမှာမြေပြင်မှာတိုက်ခိုက်ခြင်းထက်နောက်ကွယ်မှာစစ်အင်အားသုံးမှုကိုပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးအချိန်ကြာမြင့်လာတဲ့ပြည်ပခါဟာလည်းယနေ့တန်အတင်းမှဆိုအခြေအနေအထိကိုရောက်လာတာဖြစ်ပြီးတော့ဒီတိုက်ပွဲဟာလည်းအစအစအရာရာကိုတေချာလေးကိုမှစီစဉ်ထားတဲ့နှစ်ရှစ်ပြည်ပခါတွေတဲကတစ်ခုဖြစ်လာပါတယ်။ နောက်ထပ်အချက်တစ်ချက်ကတော့နျူကလ িয়ার လက်နက်နဲ့ငြိမ်းချမ်းရေးရရှိဖို့ကိုဖိအားပေးတာလည်းဖြစ်ပါတယ်။အီရန်နဲ့အစ္စရေးအကြားတင်းမာမှုတွေဟာအနည်းဆုံးနှစ်ပေါင်း20ခန့်ကြာလာတဲ့အခါမှာအဓိကအရေးကြီးဆုံးတစ်ချက်ကတော့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်လည်းဖြစ်ပါတယ်။အီရန်ကတော့နျူကလ িয়ার စက်ရုံတွေနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေယူရိနီယံကြွေးဝါမှုပမာဏနဲ့တိုးတက်လာတဲ့စွမ်းရည်တွေကတခြားသောနိုင်ငံတွေကိုတာမကပဲနဲ့အထူးသဖြင့်အစ္စရေးအတွက်အထူးသတိထားစရာအခြေအနေတွေတခုဖြစ်လာခဲ့ပါတယ်။ အစ္စရေးအနေနဲ့ကတော့ဒီလိုမျိုးနျူကလ িয়ার တိုးချဲ့မှုတွေကိုအနေအရှိဆုံးဖြစ်ကုန်မှာတတ်မှတ်လာတာဖြစ်ပြီးတော့အီရန်ကိုမျှတားတဲ့နျူကလ িয়ার အသုံးပြုမှုမဟုတ်ဘဲအနာဂတ်မှာနျူကလ িয়ার လက်နက်ဖန်တီးနိုင်တဲ့နိုင်ငံဖြစ်ကိုတန်တရားရှိနေခြင်းလည်းဖြစ်ပါပြီ။ဒီမှာပဲနျူကလ িয়ার လက်နက်နဲ့ငြိမ်းချမ်းရေးရရှိဖို့ကိုဖိအားပေးတယ်ဆိုတဲ့စကားလုံးကအဓိကဖြစ်လာပါပြီ။အဲဒါကတော့အီရန်ကနျူကလ িয়ার ဆွမ်းရည်ရှိတယ်ဆိုတာကိုအသုံးချပြီးနိုင်ငံတကာကိုဖိအားပေးတာမျိုးတွေပြည်ပခတင်းမာလာရင်နျူကလ িয়ার ဆွမ်းရည်ကိုဖန်ပြပြီးတော့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုထိခိုက်အောင်လုပ်တာတွေပါပဲ။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ Iran က P5+1 နဲ့သဘောတူညီချက်မှာပဲပါဝင်နေ2018မှာ American နဲ့ဆက်ဆံရေးကြောင်းသဘောတူညီချက်ကနှုတ်ထွက်သွားပြီးတော့ Nuclear ကြိုဝှမှုပြန်လည်တိုးတက်လာကငြိမ်းချမ်းရေးအပေါ်တဖြည်းဖြည်းနဲ့ကိုမှဖိအားဖြစ်လာခဲ့ပါတယ်ဒါကြောင့်ပဲဖြစ်ပျက်တွေနေနဲ့အီရန်ဟာလည်းမျှတတဲ့နျူကလ িয়ার အင်အားမရှိဘဲနဲ့စစ်ရေးလာလာကိုသာချဲ့ထွင်နေတယ်လို့ပြောနိုင်ပါပြီ။နျူကလ িয়ার စီစဉ်တဲ့အတူတခြားသောအရေးကြီးဆုံးကိစ္စရဲ့တစ်ခုကတော့အီရန်ကပွင့်လင်းစွာပဲအစ်ဆရေးကိုဖျက်ဆီးလိုကြောင်းထုတ်ပြောလာခြင်းပဲဖြစ်ပါပြီ။ အီရန်နိုင်ငံရဲ့အထက်ပိုင်းဘာသာခေါင်းဆောင်တွေနဲ့တပ်ဖွဲ့ခေါင်းဆောင်တွေကအစ္စရေးနိုင်ငံကိုကမ္ဘာမြေပေါ်ကပြအောင်လို့တိုက်ထုတ်တဲ့ဆိုတဲ့စကားတွေကိုထုတ်ပြန်လာခဲ့ကြပါတယ်။တကယ်တမ်းပြည်ပခါဖြစ်လာခဲ့မယ်ဆိုရင်အနာဂတ်ကိုဘယ်လိုမျိုးထိခိုက်နိုင်တယ်လဲဆိုတာဟာသတိပေးချက်တစ်ခုအနေနဲ့မဟုတ်တော့ဘဲတိုက်ခိုက်ရေးစင်ခေါ်တန်တတန်ဖြစ်ကုန်မှပြောင်းလဲလာခဲ့တာပါ။အီရန်နေနဲ့ကလည်းရုပ်တံတရုန်တွေထဲမှာပါတိုက်ခိုက်ဖြစ်စည်းရရာစတန်တွေနဲ့ပြည်သူတွေကိုစိတ်တက်ကြစေတဲ့အပြင်စိုးရင်ပူပန်စေတဲ့စီမံခန့်ခွဲမှုတွေကိုလည်းပြုလုပ်လာပါတယ်။ ဒါဟာလဲတာမန်အန်ရီရီမကပဲနဲ့ပြိပခါတစ်ခုစတင်ဖို့အတွက်စကလုံးတစ်လုံးကိုအဖြစ်ပြက်ဖြစ်ကိုမှပြောင်းလဲလာတဲ့အလားအလာဖြစ်နေပါပြီ။အီရန်ရဲ့တိုးတက်လာတဲ့အာဏာနဲ့တင်းမာလာတဲ့ချင်းချောက်မှုတွေကြောင့်အစ္စရေးအနေနဲ့ထိုင်နေတော့မယ်ဆိုတာကတော့မဖြစ်နိုင်တော့ပါဘူး။ဒါကြောင့်ပဲချင်းသေးစစ်စင်ရေးဆိုတဲ့စစ်စင်ရေးနာမည်အောက်မှာအီရန်ရဲ့မျက်နှာဖုံးအောက်ကလှုပ်ရှားမှုတွေကိုတိုက်ဖြတ်ဖို့ကိုလှုပ်ရှားလာခဲ့ပါပြီ။ ဒီစစ်စင်ရေးကတော့အစိပ်ပိုင်းတွေကိုတာမန်ထိုးစစ်မဟုတ်ပဲစီရင်တဲ့ဖောက်တွင်းပြူဟာတွေစူးစမ်းရေးနေပညာအသစ်တွေနဲ့နေပညာတိုးတက်မှုအပေါ်အခြေခံပြီးတော့အီရန်ရဲ့လက်အောက်ခံတပ်ဖွဲ့တွေလက်နက်တူလောင်ရုံတွေကိုတိကျစွာဖျက်ဆီးပစ်ဖို့ရည်ရွယ်ထားတာပါဒီစစ်စင်ရေးနောက်ွယ်မှာလှုပ်ဝဲအင်္ဂါရက်တွေတော်တော်များများရှိပြီးတော့တရားမျှတမှုနဲ့အနေရကင်းတဲ့နေမြေတိဆောက်ရေးကိုချမှတ်ထားတဲ့စီစဉ်တစ်ခုလည်းဖြစ်ပါသေးတယ် တိုက်ခိုက်ခြင်းရဲ့ရည်ရွယ်ချက်ဟာဆိုရင်တော့အီရန်တပ်ဖွဲ့နဲ့သူ့ရဲ့မဟာမိတ်စစ်ပြူဟာတွေကိုချက်ချင်းဖျက်ဆီးဖို့တာမှကပဲနဲ့ဒုတိယမြောက်စစ်အပေါ်ကိုကြိုတင်ကာကွယ်မှုတစ်ခုလည်းဖြစ်ပါ යි ။ဒီလိုမျိုးစစ်ရေးတစ်ခုမှလည်းတတိပေးချက်တစ်ခုအနေနဲ့တာမှကပဲနဲ့အီရန်ကိုညှိနှိုင်းမှုအတွက်ကိုဖိအားပေးနေတစ်ခုလည်းဖြစ်လာနိုင်ပါ යි ။နိုင်ငံတကာအပေါ်မှာအစ္စရေးဘက်ကတင်ပြခဲ့တာကတော့အစ္စရေးနိုင်ငံဟာတုတ်ပြတ်မှုမရှိတဲ့နိုင်ငံမျိုးမဟုတ်ကြောင်းငြိမ်းချမ်းနေစရာအခန်းကဏ္ဍမရှိကြောင်းကိုတင်ပြခဲ့တာဖြစ်ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုအပြင်ပန်းကပဲကြည့်မယ်ဆိုရင်တော့အားလုံးမမြင်နိုင်တာတစ်ခုရှိပါတယ်။ဒါကတော့တိုက်ခိုက်မှုတိုင်းမှာရည်ရွယ်ချက်ရှိပါတယ်။ ူသားအကျိုးရှိဖို့ရည်ရွယ်တယ်ဆိုတာကအမှန်ဖြစ်ပါတယ်။အီရန်ရဲ့အနေရဲ့ခြေနေတွေဟာတမျိုးတနိုင်ငံတခရိုင်အထိကိုထိခိုက်နေတာဖြစ်တဲ့အတွက်တိုက်ခိုက်မှုတိုင်းမှာတုံ့ပြန်မှုလို့မမြင်သင့်တော့ဘဲတရားမျှတမှုအပေါ်အခြေခံတဲ့လှုပ်ဆောင်မှုဖြစ်ကိုဖော်ထုတ်ဖို့လိုလာပါတယ်။အထူးသဖြင့်ကတော့ Hamas နဲ့ Hezbollah တို့လိုမျိုးအီရန်လက်အောက်ခံအဖွဲ့တွေဟာရှူထောင်မသိတဲ့နေရာတွေကနေတကယ်ပြည်သူတွေကိုတုံ့ပြန်တော့မဟုတ်မမှန်တိုက်ခိုက်နေတာကြောင့်အစ္စရေးနေနဲ့တိုက်ခိုက်တဲ့အခါမှာတိကျမှုပြည်သူမထိခိုက်ဖို့တည်ချတဲ့အစီအစဉ်တွေကိုထားရပါတယ်။ ဒါကိုပဲ moral strike လို့လည်းခေါ်ဆိုပါရင် moral strike ဆိုတာကတော့မလိုလားအပ်တဲ့ထိခိုက်မှုတွေမဖြစ်အောင်လို့တိုက်ခိုက်ဖို့အတွက်ကိုစစ်ဆင်ရင်တခုပါပဲ။ Israel ဟာလည်းမလိုလားအပ်တဲ့တပ်ဖြတ်မှုတွေအပြစ်မဲ့ပြည်သူတွေကိုထိခိုက်မှုတွေအတွက်အသက်ဆုံးရှုံးမှုထိခိုက်နေတာမှုတွေမရှိအောင်လို့ကိုဦးစားပေးတာဖြစ်ပါရင်တိုက်ခိုက်မှုတိုင်းမှာအန္တရာယ်နည်းအောင်လို့လုပ်ပြီးတော့တရားမျှတမှုကိုထိမ့်သိမ်းထားတဲ့စနစ်တကျဆောင်ရွက်မှုတွေကိုဦးတည်နေတာလည်းဖြစ်ပါရင်တချို့သောနိုင်ငံတွေမှာဆိုရင်တော့ဒီတိုက်ခိုက်မှုတွေကိုပုံမှန်ဆေးဖြစ်တာမြင်ကြပေမဲ့အဖြစ်မှန်ကတော့ဒါဟာနေမြေတည်ငြိမ်ရေးအနာဂတ်အတွက်ကိုလူပောင်နဲ့ညီညွတ်ဖို့အတွက်ကိုပြုလုပ်တဲ့တုံ့ပြန်မှုတစ်ခုပဲဖြစ်ပါရင် နိုင်ငံတကာနိုင်ငံရဲ့အင်အားဆိုတာဟာဘယ်သူမှစိုးကြောက်ရမယ့်အရာတစ်ခုဖြစ်ပေမဲ့အစ္စရေးအတွက်ကတော့ဒါဟာငြိမ်းချမ်းရေးကိုတိစောက်ဖို့အသုံးချတဲ့ကိရိယာတစ်ခုဖြစ်ပါရင်အီရန်နဲ့နှစ်၄၀အကြာပြည်ပခါတွေကြားမှာဆွေးနွေးမှုသဘောတူညီမှုနဲ့ဖြည့်ရှင်းဖို့ကြိုးစားခဲ့ကြပြီးပါပြီ။ဒါပေမဲ့လို့အီရန်ဘက်ကဆက်လက်တိုးတက်လာတဲ့စစ်ရေးတပ်ဖွဲ့တွေအကြမ်းဖက်အဖွဲ့တွေကိုထောက်ပံ့နေတာတန်တမန်လုံရက်တွေနဲ့နျူကလ িয়ার ချင်းချောင်းမှုတွေဟာအစ္စရေးအတွက်ကတော့ပုံမှုပြီးတော့ဒေါသထွက်စရာကောင်းတဲ့ချင်းချောင်းမှုဖြစ်လာခဲ့ပါပြီ။ ဒါကြောင့်မို့အစ္စရေးကတော့ငြိမ်းချမ်းရေးကိုရရှိဖို့အင်အားနဲ့ကိုပြသခဲ့တာပါ။ဘာကြောင့်လဲဆိုရင်တော့အင်အားမရှိတဲ့ငြိမ်းချမ်းရေးဟာအချိန်မရွေးကိုပြစ်စီသွားနိုင်ပါရင်ဒါပြင်ကမှအစ္စရေးဘက်ကထုတ်ပြောလာခဲ့တဲ့အရာတွေကတော့အကြံဖက်အုပ်စုတွေဟာသူတို့မှာဥကောင်းရှိနေတဲ့ရွေးစစ်ပွဲတွေဟာမပြီးဆုံးနိုင်ဘူးဆိုတာပါ။ဒါကြောင့်မို့သူတို့ရဲ့မဟာဗျူဟာကအစ္စလမ်အုပ်စုအကြံဖက်ခေါင်းဆောင်တွေကိုအနာဂတ်မှာပြည့်ပြည့်တသားဖျက်တောက်ဖို့ဖြစ်ပါရင်ဒါကိုပဲအစ္စလမ်အကြံဖက်ခေါင်းဆောင်တွေရဲ့ခေါင်းဖျက်ခြင်းလို့ခေါ်ဆိုပါရင် နောက်ဆုံးတော့ဒီတိုက်ခိုက်မှုတွေပြူဟာတွေဟာတိုက်ခိုက်ခြင်းလို့မဟုတ်ပဲအနာဂတ်အတွက်ပြည်သူတွေရဲ့ဘေးကင်းရေးအတွက်ကိုတည်တံ့တဲ့ငြိမ်းချမ်းရေးအတွက်ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အစ္စရေးနဲ့အီရန်ရဲ့အခုတိုက်ပွဲဟာဆိုရင်တော့ဖြင့်ငြိမ်းချမ်းရေးဆိုတာနှိမ့်နိုင်လို့မရတဲ့အရာတစ်ခုဖြစ်လာခဲ့ပြီးတော့အင်အားနဲ့သာပြသဖို့ပဲကြံနေတဲ့ဖြစ်ကိုရရှိလာတာလည်းဖြစ်ပါတယ်။ ဒီတိုက်ပွဲရဲ့နောက်ွက်မှာလည်းတတိယကမ္ဘာစစ်ကိုစတင်တော့မှလားဒါမှမဟုတ်ရင်ဘယ်နိုင်ငံတွေကရောဘယ်ဘက်ကိုပါပြီးတော့ဘယ်လိုမျိုးသဘောတူညီမှုတွေလှုပ်ဆောင်ရမလဲဆိုတာကတော့အစ္စရေးနဲ့အီရန်ကနိုင်ငံသားတွေအပြင်ကမှကမ္ဘာရေးစိတ်ဝင်စားသူတွေကပါတော်တော်လေးကိုမှစိတ်ဝင်စားတဲ့အခြေအနေတခုလို့ပြောလို့ရပါတယ်။နောက်ပြီးတော့တမန်တော်နဲ့ထရန်မျှော်လင့်နေတဲ့အရာတခုလည်းရှိပါသေးတယ်။အဲ့ဒါကတော့ရုရှားတမန်တော်ဗလာဒီမာပူတင်ရဲ့အင်အားကိုအားကိုပြီးတော့အီရန်နဲ့အစ္စရေးရဲ့တိုက်ပွဲကိုအဆုံးသတ်ဖို့ကိုမျှော်လင့်နေရလဲဖြစ်ပါတယ်။ဒီလိုအခြေအနေတွေကတိုက်ပွဲကိုတကယ်ပဲရပ်ဆိုင်းသွားစေမလားပိုပြီးတော့အုံကြွလာစေမလား တမရဒေါ်နယ်ထရန့်ပြောတယ်လို့ပဲဒီတိုက်ပွဲကတကယ်ပဲရုရှားတမရကြောင့်ငြိမ်းအေးသွားမလားဆိုတာကတော့စိတ်ဝင်စားစရာတော့ကောင်းလာပါပြီဒီလိုမျိုးနှစ်နိုင်ငံရဲ့အခြေအနေတင်းမာမှုတွေပြင်ကုန်မှာလက်ရှိမှာကမ္ဘာပေါ်ကနိုင်ငံတိုင်းမှာလည်းနိုင်ငံရေးမငြိမ်မသက်မှုတွေကကိုစီကိုစီကိုရှိနေကြတာဖြစ်တဲ့အတွက်ကမ္ဘာရေးကတော့အစ်တတဖန်ဘယ်လိုမျိုးပြောင်းလဲသွားအောင်မလဲဆိုတာကတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့ထန်ကြီးနေုံကလွယ်ပြီးတော့ဘာမှတက်နိုင်မှာတော့မဟုတ်ပါဘူးမေဆီရိုကရောဘယ်လိုထင်မြင်တယ်လဲကွန်မန့်လေးမှာဖြေပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်